ရေထဲမှာတောက်လောင်နေတဲ့မီးစာထာဝရမီးတောက်ရေတခွင်ရဲ့လှုပ်ဝှက်ချက်ဟုံလို့စီးစင်းလာတဲ့ရေပြင်အောက်ခြေမှာထူးဆန်းစွာတောက်လောင်နေတဲ့မီးစာလေးတစ်ခုရေနဲ့မီးတို့ရဲ့ဆန့်ကျင်ဘက်ကိုပေါင်းစပ်မှုကအံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုဖန်တီးပေးပါရည်မင်္ဂလာပါယူသက်အန်တတိန်မန့်ပရိသတ်ကြီးဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုရေထဲမှာတောက်လောင်နေတဲ့မီးစာလို့ခေါ်တဲ့ထူးခြားဆန်းပြားလာတဲ့မီးတောက်ရေတခွင်အကြောင်းကိုတင်ဆက်ပေးကြပါမယ်အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်ရဲ့ချစ်တောင်းကွာကောင်တီမှာတည်ရှိတဲ့ Internet Flame Force ရေတခွင်ရဲ့အောက်ခြေကကြောက်ဆောင်နေကြမှာနှစ်ပေါင်းများစွာကြာမငိမ့်တတ်နိုင်တဲ့တဘာဝတံခွင့်မိတော့ငယ်လေးတွေကြောင့်ကဘာတဝန်းကစူးစမ်းသူတွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆားလျက်ရှိပါတယ်။ရေထဲမှာဘလို့ကြောင်းကြောင်းဒီမီးစာလေးဟာထာဝရတောက်လောင်နေရတာလေ။ဒီနေရာနောက်ကွယ်မှာဘလို့စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေရှိနေလဲဆိုတာသိချာလေးလာကြည့်ကြရအောင်ပါ။ထာဝရမီရောက်ရေဒဂွန်ဟာချစ်တောင်ကွာရေဒဂွန်ဥယျာဉ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးဒိငယ်တဲ့ရေဒဂွန်ရဲ့အောက်ခြေမှာတည်ရှိပါရီ ရေတခွေရဲ့အမြင့်ဟာပေ30လောက်သာရှိပေမယ့်သူ့ရဲ့ထူးခြားတဲ့အင်္ဂါရက်ကတော့အဲ့ဒီရေစီးကြောင်းတွေနောက်ခွေမှာကြောက်ဆောင်နေကြတဲ့အမြဲတမ်းတောက်လောင်နေတဲ့တဘာဝတန်းခွေမီးတောက်ငယ်လေးတွေပဲဖြစ်ပါတယ်ဒီမီးစာလေးတွေဟာတင်းငယ်ပေမဲ့လေးတိုင်လုံးပြင်းထန်တဲ့အခါမှာပို့ပြီးတော့တောက်လောင်အားကောင်းလာပြီးရေစူရာတော်မှမငိမ့်သွားပဲရှိတတ်ပါတယ်ဒေဝပညာရှင်တွေရဲ့လိလာချက်အရဒီမီးစာလေးတွေဟာမြေရောက်ကနေစိမ့်ထွက်လာတဲ့သဘာဝတန်ခွေကြောင့်တောက်လောင်နေတာဖြစ်ပါတယ်။အဲ့ဒီဒေသမှာရှေးခေတ်က ။ organic ပစ္စည်းတွေမြောက်ထဲမှာနှစ်ပေါင်းများစွာကြာအောင်မြုပ်နှံထားခဲ့တဲ့အတွက်ဓာတ်ငွေ့တွေထွက်ပေါ်လာတာလို့ယူဆကြပါရည်။ဒီဓာတ်ငွေ့တွေဟာကျောက်ဆောင်ကြီးရဲ့အကွဲချောင်းတွေကနေတဆင့်စိမ့်ထွက်လာပြီးတော့မိစားနဲ့ထိတွေ့တဲ့အခါမှာစတင်တောက်လောင်နေတာပါပဲ။ဒါပေမဲ့ဒီနေရာမှာထူးခြားတာတစ်ခုရှိပါရည်။တခြားသဘာဝဓာတ်ငွေ့ထွက်တဲ့နေရာတွေနဲ့မတူဘဲနဲ့ဒီမိစားလေးဟာအမြဲတမ်းတောက်လောင်နေတာပါ။ ူတေသီရီရဲ့ဒီဒေသရဲ့ဘူမိဗေဒအခြေအနေဟာဒဏ်ငွေတွေအဆမပြတ်ထွက်ရှိနေဖို့အထောက်အကူဖြစ်စေတယ်လို့ဆိုပါရီ။ကျောက်ဆောင်ရဲ့ဖွဲ့စည်းပုံနဲ့အကွဲကြောင်းနေတဲ့ဒဏ်ကြောင်ဟာဒဏ်ငွေကိုတဖြည်းဖြည်းနဲ့အမြဲတမ်းထွက်လာနိုင်စေတဲ့တဘာဝရဲ့ပိုက်လိုင်းတစ်ခုလိုလှုပ်ဆောင်နေတာဖြစ်ပါရီ။ထာဝရမီတော့ရေဒဂွန်ဟာဒေသခံတွေနဲ့ခီးသွားတွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါရီ။ရေဒဂွန်ရဲ့လှပတဲ့မြေငွေနဲ့အောက်ခြေမှာတောက်လောင်နေတဲ့ထူးဆန်းတဲ့ဗီဇာလေးတွေဟာတမူထူးခြားတဲ့ပုံရိပ်ကိုဖန်တီးပေးပါရီ။ တချို့လူတွေကအဲ့ဒီမီးစာလေးတွေကိုကံကောင်းခြင်းရဲ့တင်ဂီတာအဖြစ်သတ်မှတ်ပြီးလာရောက်ပူဇော်တာမျိုးတွေလည်းရှိပါသေးတယ်။ဒါပေမဲ့ဒီနေရာဟာအန်နီယကင်းတဲ့နေရာတစ်ခုတော့မဟုတ်ပါဘူး။ရေရုံစီကိုရှောက်သွားတဲ့လမ်းကြောင်းဟာချုံးမှုပြီးအန်နီယများနိုင်တဲ့အတွက်သတိနဲ့သွားလာဖို့အတွက်လိုအပ်ပါသေးတယ်။ဒါအပြင်မီးတောင်နဲ့အလွန်နီးကပ်စွာသွားရောက်ခြင်းဟာလည်းပဲအန်နီယရှိနိုင်ပါသေးတယ်။ထာဝရမီးတောင်ရေရုံဟာတဘာဝရဲ့အံ့ဩခွေရာတစ်ခုအဖြစ်ရေနဲ့မီးတို့ရဲ့ထူးထူးခြားခြားပေါင်းစပ်မှုကိုပြသနေပါသေးတယ်။ နေပေါင်းများစွာကြောင့်မငိမ့်တက်နိုင်တဲ့ဒီမီးစာလေးဟာကမ္ဘာမြေကြီးရဲ့လေဝက်စွမ်းအားနဲ့သဘာဝတရားရဲ့အမကန်းဖန်တီးမှုကိုတက်သေးပြနေပါတယ်အနာဂတ်မှာဒီထာဝရမီးစာလေးဟာဘယ်ချိန်လောက်ထိဆက်လက်တောက်လောင်နေအောင်မလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းတဲ့မိကွန်းအဖြစ်ဆက်လက်တည်ရှိနေအောင်မသေးကြပါတယ်နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့ဘဟုသူရရမယ့်အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ YouTube Entertainment Channel လေးကရောဖြေရှိကရောတင်ဆက်ပေးနေအောင်ပါ ဒါမျိုးတွေကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်လည်း like and follow subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အစုံကြီးကြီးရှိွားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။